မင်္ဂလာပါနော်မုန်းစိတ်ပါဒီ channel မှာမြန်မာနဲ့အာရှအမှုပညာသတင်းတွေကိုလူရှင်းလွယ်ကူတဲ့ပုံစံနဲ့မိတ်ဆက်ပေးနေပါတယ်ပထမဆုံးကြည့်နေတာဆိုရင် like နဲ့ subscribe လုပ်ပေးဖို့မမေ့ပါနဲ့နော်ဒီနေ့မှာမိတ်ဆက်ပေးချင်တာက Morisaki ဝင်းပါသူကရန်ကုန်မြို့ကမွေးဖွားပြီးဂျပန်မှာနာမည်ကြီးနေတဲ့အဆိုတော်တရုတ်ဆောင်တဦးဖြစ်ပါတယ် သူက Hollywood ရုပ်ရှင် Ready Player One မှာပါဝင်ခဲ့ပြီးသူ့ရဲ့တရုပ်ဆောင်မှုကပရိသတ်တွေအကြားမှာတန်ဖိုးကြီးပါတယ်အဆိုပိုင်းမှာလည်းသူကအရေကဟရာဟာနဲ့အတူ Jupiter ဆိုတဲ့သချင်းကိုပေါင်းဖျော်မှုပါတယ်ဒီသချင်းကဂျပန်မှာလူသိများပြီးတန်တရာတန်အတူခံစားရပါတယ်ယခုအချိန်မှာတော့သူက popular Japanese musical Spy Family theme ဓိကဇက်ကောင်လွေတာအဖြစ်သယုတ်ဆောင်နေပါတယ်။သူကိုယ်တိုင်ကလည်းဒီဇလန်းကိုအယမ်းကြိုက်တဲ့ပရိသတ်တဦးဖြစ်လို့စိတ်အားထက်သန်စွာသယုတ်ဆောင်ဖို့ကြိုးစားနေတယ်လို့ဆိုပါတယ်။မော်ဆက်ကီဝင်ဟာသူ့ရဲ့အမှုပညာနဲ့ပဲမှာရင်သက်ရှုမောဖွယ်စွမ်းရည်တွေပြသနေပါတယ်။ဂျပန်နဲ့မြန်မာတို့အကြားမှာယဉ်ကျေးမှုဆက်သွယ်မှုကိုအမှုပညာနဲ့တူးရဲနဲ့တောင်းမြင့်နေတာအံ့ဩစရာပါပဲ။ ဒီနေ့အတွက်တော့ဒီနေရာမှာပဲခြံထားပါမယ်။အကြောင်းအရာကိုစိတ်ဝင်စားရဆိုရင်မှတ်ချက်ထဲမှာပြောပြပေးနော်။မုန်းစိတ်ကတယောက်ချင်းစီပြန်လည်ဖြေပါမယ်။ Profile ထဲက link ကိုနှိပ်ပြီးငူရင်းဗီဒီယိုကိုကြည့်နိုင်ပါတယ်။ Like နဲ့ Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။နောက်တစ်ခါပြန်တွေ့ကြမယ်နော်။